ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရွေရဲ့နေ့ကနေ့ကျမတို့ချစ်ခင်အားပေးကြရဲ့။လုံကြီးအားပေးကြရဲ့။ခုနှစ်ရက်သားသမီးများအားလုံး၊ရှစ်နှစ်ခွာသားသမီးများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်အားကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ဒီနေ့ဒီနေ့ပေါ့နော်။အခုကျမတနင်္ဂနွေသားသမီးများအတွက်ခုနှစ်လပိုင်းတစ်လစာကံကြမ္မာများကိုစတင် ဟောပြောညှဝေပေးမှာဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးများခုနှစ်လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့တနင်္ဂနွေသားသမီးများအသက်28နှစ်အရွယ်ရှိတဲ့တနင်္ဂနွေသားသမီးများတော့ဒီကာလခုနှစ်လပိုင်းမှာအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်စစ်စီအမိမြန်ခံရတတ်ပါတယ်အမှုအခင်းတွေဖြစ်တတ်ပါတယ်အဲ့တော့အမှုအခင်းနဲ့ပတ်သက်လာရင် ကိုကအထူးတတိထားရမှာဖြစ်ပါတယ်ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာအမှုကြီးဖြစ်နေတဲ့သူတွေကိုကိုကအကူအညီလုံးဝလုံးဝပေးလို့မရပါဘူးအာမခံလက်မှတ်ထိုးခြင်းကိစ္စတွေရှောင်ရမှာဖြစ်ပါတယ်ဒါကတော့အသက်28နှစ်ကနေအသက်30တနင်းကနေကားသမီးများ အထူးတတိထားရမယ်အချက်အလက်ဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများကဒီအခု9လပိုင်းမှာကျမတို့6လပိုင်းကိုကုန်သွားပြီ ခုနှစ်လပိုင်းမှာတနင်္ဂနွေတာမီယာငွေကြေးကိစ္စတွေအရှုပ်ရှင်ဖြစ်တတ်ပါတယ်။ငွေနဲ့ပတ်သက်ပြီးတော့မှရော်ကြီးပေးလိုက်ရတာမျိုးကြီးဆုံးရှုံးရတတ်ပါတယ်။အထူးကယူဆက်လောက်ကန်ရမယ်ချိန်ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေတာမီယာကခုနှစ်လပိုင်းမှာဆိုလို့ရှိရင်အဖြူရောင်ဝတ်ဆင်ခြင်းကိုရှောင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီခုနှစ်လပိုင်းမှာတနင်္ဂနွေတာမီယာလူမှုရေးကိစ္စတွေမှာ ဝင်ရောက်ဆုတ်ဖက်တာမျိုးတွေပြုလုပ်တတ်ပါတယ်လူမျိုးသားနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်เสียရတွေကြုံရတတ်ပါတယ်နိုင်ငံရေးကြားခရီးတွေပေါ်ပေါက်တတ်ပါတယ်နိုင်ငံရေးကြားခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအောင်မြင်တတ်ပါတယ်တနင်္ဂနွေသားသမီးများအမှုပညာလုပ်ငန်းရှင်များတနင်္ဂနွေသားသမီးများအောင်မြင်မှုပို့ပြီးတော့ရရှိတတ်ပါတယ်အဲ့တော့အဆက်အသွယ်ကောင်းနေရမယ် မိမိတို့အနေနဲ့အမှုပညာနဲ့ပတ်သက်တာတွေတခါမှမကြုံဘူးတဲ့အခွင့်အရေးထူးတွေအခွင့်အလန်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ပွင့်လန်းသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများတည်ငောင်းနေကြရတတ်တဲ့ရဝေးရောက်နေတဲ့မိမိတို့ရဲ့အိမ်အောင်ဘက်တွေမိမိတို့ရဲ့ချစ်သူထံကနေမမျော်လင့်မဲနဲ့ဆက်တွေ့ရတာမျိုးတွေတည်ငောင်းနေကြရတတ်ပါတယ်မိမိရဲ့အိမ်အောင်ဘက်ဇနီးမယားရဲ့အကူအညီမှုတွေ ပြန်လည်ပြီးတော့ရရှိတတ်တာမျိုးတွေတဘောထားချင်းကွဲလွဲနေတဲ့အိမ်အောင်ဘက်တွေဆိုရင်ဒီခုနှစ်လပိုင်းမှာပြန်လည်ညှိနှိုင်းပြီးတော့မှအဆင်ပြေသွားတာမျိုးတွေအိမ်အောင်ရင်းမှာရှေ့ဆက်လို့ရသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားများကအရင်ကန်ဆိုးတယ်လို့လည်းမဟုတ်ပါဘူး။ကန်ကောင်းတဲ့အချိန်ကာလတွေလည်းရရှိပြီးတော့မှကန်ဆိုးတဲ့လှုပ်ဆောင်ချက်တွေကိုလည်းကိုကမပြုတ်လို့မိဖို့လိုအပ်ပါတယ်။ တော့မိမိတို့အနေနဲ့ကမိမိတို့ရဲ့လုပ်ငန်းဝင်မှာအထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာအထူးတတိထားပြီးပြောဆိုမှဆိုရင်တော့မိမိတို့ရဲ့လုပ်ငန်းပိုင်းနေမှာကိုမပိုင်မပီးတလောက်ကိုအောင်မြင်တတ်ပါတယ် တော့စီးပွားရေးတွေမှာတနင်္ဂနွေတားသမီးတွေဒီခုနှစ်လပိုင်းမှာဆိုရင်ဝန်ထမ်းတွေအများအပြားခေါ်ယူတာမျိုးတွေအလုပ်တွေတိုးချဲ့လုပ်ကန်ရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။လက်ဆောင်ပစ္စည်းတွေလည်းရရှိတတ်ပါတယ်။ဝန်သားစရာတွေလည်းကြုံရတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့မိမိတို့အနေနဲ့တနင်္ဂနွေတားသမီးများကရေလန်းခရီးသွားတဲ့အခါမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ရေနဲ့ပတ်သက်ပြီးတော့လည်းအနေနဲ့တွေ့တတ်ပါတယ်။ဒါလေးကိုလေကျွန်မကလေးလေးနက်နက်လေး မှားကျင်တာရှိပါတယ်အဲ့တော့မိမိတို့အနေနဲ့တနင်္ဂနွေသားသမီးများလူမှုရေးကိစ္စတွေမှာဝင်ရောက်ဆွဖက်တာရဲ့ရေလန်းခီးသွားတာမျိုးတွေရဲ့အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်အဲ့ရနေမှာစပြီးတော့မှအမှုခင်းတွေဖြစ်သွားတတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများတဟအခရာရှိတဲ့ပိုင်ရှင်လေးဆိုလို့ရှိရင်တော့သွေးပေါင်ကြတတ်ပါတယ်သွေးနဲ့ဖြစ်ပေါ်တတ်တဲ့ယောဂဝေဒနာတွေခံစားရတတ်ပါတယ် ဲ့တော့မိမိတို့အနေနဲ့မျက်စွာဘုရားရှင်ကိုတနင်းကိုနေနေမှာเนาะတပြေရ6ခဲကန့်ကွာနှညုံမိမျိုးပန်း5ပွင့်ဖက်ွက်လေးတစ်ခွက်နဲ့တပတ်ကိုတစ်ကြိမ်ရေးလဲပေးပါအညုံလေးတွေလဲပေးပါဒါဆိုရင်မိမိတို့ရဲ့ဖုံးကန်နေရမြင်မာပြီးတော့မှကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်သွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကသူရတတိမေတော်ကိုအရှိအရဲ့စူးစူးမှာမျက်နှာမူပြီးတော့မှတစ်တီး6မျိုးလှူဒန်းပြရမှာဖြစ်ပါတယ် တော့အဓိကတနင်္ဂနွေတားမြားဒီကာလာလေးမှာအနဲ့ရောင်ရှောင်ပေးရမှာဖြစ်ပါတယ်အနောက်တောင်တောင်ရက်ကိုခရီးလုံးဝမသွားပါနဲ့ရှင်နောက်တစ်ခုအနေနဲ့ကတနင်္ဂနွေသားများအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်ဒီခုနှစ်လပိုင်းမှာပြန်လည်ပြီးတော့ကောင်းမွန်လာကောင်းမွန်လာတက်ပါတယ်ညံ့နေတာတွေလည်းပြန်ကောင်းသွားတက်ပါတယ်အဆက်အတွက်တွေလည်းပြန်ရတက်ပါတယ်အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ကအခုနလူမျိုးသားတွေရှောင်ရမယ်လူမှုရေးပြဿနာတွေ မဝင်ပါဘူးဆိုရင်တော့အလောက်ကောင်းနေရကောင်းနေရရှိတတ်ပါတယ်နိုင်ငံခြားသွားမဲ့ကိစ္စမျိုးတွေလည်းအောင်မြင်တတ်ပါတယ်ကဲတနည်းကိုနေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင် ကျွန်မထံမှာဗီဒီယိုမဲမိမိရင်းနေရပဲလှုပ်လို့မိမိတို့အခြေရေးအိမ်ဆောင်ရေးတွေတိုင်ပင်ကျင်နေဆိုလို့ရှိရင်တော့39969689 3995 3995 9190 Viber ကနေတဆင့်လာရောက်အသေးစိတ်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်